အာဏာသိမ်းစစ်ကောင်စီအနေနဲ့လာမယ့်တကြံကာလနဲ့အလွန်မှာမြို့တွေထပ်မံလက်မလွတ်ခံရရေးအတွက်ခံစစ်လောက်ကိုပဲအဓိကလုပ်မယ့်အနေအထားဖြစ်နေတယ်လို့စေအကက်ခက်တွေကသုံးသပ်ကြပါတယ်။မတ်28ရက်နေ့မှာသကိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ Richter scale 9.9အဆင့်ရှိအင်အားဖြင့်ငလင်ဟာနေပြည်တော်မှာရှိတဲ့စေယုံကျုပ်အပါအဝင်တိုင်းစစ်ဌာနချုပ်နဲ့တရင်တချို့မှာရှိတဲ့အဆောက်အဦတွေကိုပြိုကျပျက်စီးစေခဲ့ပါတယ်။ ဒီအတွက်စစ်ကောင်စီရဲ့စစ်ရေးဆိုင်ရာဌာနချုပ်တွေထိခိုက်ခဲ့မှုအပေါ်ပြန်လည်လက်ပတ်ဖို့အခြေယူပြင်ဆင်ရမှာရှိတဲ့အပြင်ဘုံတော့လုတ်တဲ့ကပ္ပဆာဆိုင်ုံတချို့လည်းထိခိုက်ခဲ့ရတာတွေကြောင့်လို့ CDN ဒီတက်တက်ကြီးဇေယကပြောပါရီသူတို့အတိကယူဟတာဒီပွန်နှင်းရာဒီမကုံပါသူတို့ဒီတေချာလေးသူတို့ကပြန်ပြီးတော့ခုနကလိုကျွန်တော် ပြောတဲ့ဒီလာရှိုးဘတ်ဒီရှမ်းမြောက်ကဲကရင်နီဒီဒီဘက်ဒီကိုတေချာသူတို့ပြန်လှုပ်ဖို့ရှိရတဲ့ကိစ္စတွေပေါ့နော်နောက်တစ်ခုကအဲဒါပေမဲ့ခုအချိန်လက်ရှိအချိန်နေရတော့သူတို့ အဲသူတို့ဘက်ကထိုးစစ်ဆင်ဖို့ဆိုတာတဲ့အဲသူတို့နေပြီးတော့နေပြီးတော့သူတို့အထီးကဒုက္ခရောက်နေသူတို့အဲ့လိုမျိုးခိုးခါရောက်နေချိန်မှာဒီဘက်ကနေပြီးတိုက်စစ်ဆင်မလာနိုင်အောင်မြို့တွေကိုထပ်အဘိမခံအောင်ဆိုတော့အခန့်စစ်ကိုပဲသူတို့အထီးကလုံနိုင်တော့မယ့်အနေအထားဖြစ်သွားတာပေါ့နော်အဲ့လိုပဲလုပ်ဖို့များပါတယ်ဒါအပြင်ကပ္ပစဆက်ယုံတွေကိုထွေတန်းထားတဲ့ဓာတ်လိုက်တချို့လည်းဖြတ်တောက်ခံထားရတာကြောင့်လေချောင်းတက်ခိုက်မှုအတွက်အသုံးပြုမဲ့ဘုံတွေထုတ်လုပ်နိုင်ရေးခက်ခဲရှိနိုင်တယ်လို့သူကဆက်ပြောပါတယ် လက်ရှိမှာတော့စစ်ကောင်စီဟာညလျင်အတွက်ပြည်내ထူထောင်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့တုံ့နိုင်ဖို့ရည်ရွယ်ပြီးဧပြီ၂ရက်နေ့ကနေ၂၂ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလဖြစ်ကြေညာထားတာပါဒါပေမဲ့မြို့ရွာတွေကိုလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးပြစ်ခတ်တာနဲ့စစ်ကြောင်းထိုးတာတွေကြောင့်တော်လှန်ရေးအဖွဲ့တချို့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းရှိနေပြန်ပါသည်မော်ပြေကာကွယ်ရေးတပ် MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာတီရီမွန်ချန်ကလည်းရွေရင်းချိနဲ့နေတဲ့စစ်ကောင်စီရဲ့ကြီးတဲ့ဟာ တော်လိုင်းရေးဒေသတွေစီမြေပြင်ထိုးစစ်တွေလုပ်ဖို့အလားအလာမရှိဘူးလို့သုံးသပ်ပါတယ်။အဟုတ်ကဲ့ဟိုအကြီးအကျယ်ယူယွန်းချိနေနေတဲ့စစ်ကောင်စီရဲ့ဟိုကြီးတက်အင်အားနဲ့ဟိုကြီးတက်ရဲ့တက်ရည်ခက်ရည်တွေကြောင့်စစ်ကောင်စီကိုချင်းချောက်နေတဲ့တိုင်းရင်းသားအပါဝင်တော်လိုင်းရေးဒေသတွေစီမြေပြင်ထိုးစစ်တွေပြင်းပြင်းထန်ထန်ပြုလုပ်နိုင်ဖို့ဟိုအလားအလာတည်းမရှိဘူး။ မူဒွန်းကာလမစုံနေအောင်ပွလင်းရာဒီမှာတော့စစ်ကောင်စီရဲ့မြေပြင်ထိုးစစ်တွေဟိုထိထိရောရောက်မလုံနိုင်ခဲ့ဘူးမြေပြင်စစ်ကူရင်အားတွေလည်းဟိုထိထိရောရောက်မပို့နိုင်ခဲ့ဘူးတစ်ဖက်မှာစစ်ကောင်စီအနေနဲ့တရုတ်ရုရှားကနေရခဲ့တဲ့ drone ပညာတွေ ခိမိ drone လက်နက်တွေကိုအားကိုပြီးဝေဟင်ကနေပုံကျဲတိုက်ခိုက်တာတွေပို့ပြီးလှုပ်လာမယ်လို့သူကစက်ပြောပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းစစ်ဆင်ရေးတွေကလည်းမိုးရင်းကာလရောက်ရင်တော့ drone နဲ့စက်တက်လေတီးတွေတုံးလို့ရမှာမဟုတ်တလို့လေရင်ကနေပုံကျဲမှုကလည်းအကန့်အသတ်ဖြစ်လာမယ်လို့စေရေးကက်ခတ်တွေကထောက်ပြကြပါတယ်။မကြခင်လပိုင်းတွင်းမှာမုတ်တုံမိုးတွေဝင်ရောက်တော့မှဖြစ်လို့ ဒေါ်လာရဲ့ဖွဲ့ရီဘက်ကနည်းမြေစိုးမိုးမှုရှိနိုင်ပြီးပွင့်လင်းရာသီရောက်မှသာစစ်ကောင်စီကကြီးမားတဲ့ထိုးစစ်တွေပြန်လုနိုင်မယ့်အနေအထားလို့ CDN တက်ချက်ကြီးဇေယျကမှတ်ချက်ပြုပါတယ်စစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ဖြစ်အထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာမှာကျင်းပဖို့ရာထားတဲ့အတွက်စိုးမိုးနယ်မြေတွေထပ်မဆုံးရှုံးဖို့နဲ့တည်ငြိမ်ရေးအတွက်စည်ရေးအရာပြင်ဆင်လာနိုင်တယ်လို့စည်ရေးကက်ခတ်တွေကသုံးသပ်ကြပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကိုင်းတိုင်းမှာရှိတဲ့အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့တဲ့အတွက်စစ်ကောင်စီအနေနဲ့တပ်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာမြို့ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။